ချန်ပီယံဆွဲပြားမရနိုင်တော့တဲ့ဘကိုးအသင်းကစားသမားများအားလုံးပဲမင်္ဂလာပါဘကိုးအသင်းဟာပြီးခဲ့တဲ့အပတ်မှကတည်းကချက်ပါကြီးတို့ကိုအနိုင်ယူပြီးတော့ပရီးမီးယားလိချန်ပီယံကိုစောစီးယူသွားခဲ့ပါပြီကာဒီပိတ်ပွဲစဉ်မှာဆိုရင်ဘကိုးသားတွေကပရီးမီးယားလိချန်ပီယံစုကြီးကိုကံ့မြောက်ရတော့မှာဖြစ်ပြီးတော့ကစားသမားတွေကလည်းချန်ပီယံဆွဲပြားတွေလက်ခံယူရတော့မှာပါဒါပေမဲ့ပရီးမီးယားလိရဲ့စီမင်းတွေအရချန်ပီယံဆွဲပြားမရရှိနိုင်တဲ့ကစားသမားတို့လည်းရှိနေပါဗျ။ချန်ပီယံဆွဲပြားရဖို့အတွက်ဆိုရင်အနည်းဆုံးပရီးမီးယားလိပွဲ၅ပွဲလောက်ကစားထားရမှာပါ ဒီနေ့မှာတော့ Premier League Champion ဆွဲပြားမရနိုင်တဲ့ပဲခူးသင်းရဲ့ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။နံပါတ်1အနေနဲ့ကတော့ချီအေစာပဲဖြစ်ပါတယ်။ပဲခူးသင်းကပြီးခဲ့တဲ့နေရာဒီမှာတော့ငါအီတလီသား Fabrizio ချီအေစာကိုခေါ်ယူခဲ့ပြီးမယ်။သူတို့အသင်းပြည်သက်တွေကတော့အသင်းမှရှိတယ်ဆိုတာကိုမေ့နေကြပါပြီ။ချီအေစာဟာပဲခူးသင်းကိုစားရောက်ခဲ့တဲ့ကဒဏ်ရာပဒနာတွေနဲ့ရုန်းကန်နေခဲ့ရပါတယ်။လရှိအချိန်ထိလဲ Premier League ပွဲစဉ်၄ပွဲသာလူစားဝင်ကစားထားခဲ့ပြီးတော့ကစားချိန်စုစုပေါင်းနေနဲ့မိနစ်30ကျော်သာရှိသေးပါတယ်။ သူအနေနဲ့ချန်ပီယံဆွဲပြားရဖို့ဆိုရင်ပရီးမီးယားလိမှာနောက်ထပ်တစ်ပွဲလောက်ဝင်ကစားဖို့လိုအပ်နေပြီးတော့လက်ကျန်လေးပွဲမှာအခွင့်အရေးရမလားစောင့်ကြည့်ရမှာပါ။နမန်းနေနေနေကတော့ဗီတယ်ဆလတ်ဂျာတို့ပဲဖြစ်ပါတယ်။ချက်လူငယ်ကိုသမားလေးတူဦးဖြစ်တဲ့ဗီတယ်ဆလတ်ဂျာတို့ဟာဆိုရင်တော့ဘကိုးအသင်းအတတရဦးစားပေးကိုသမားဖြစ်ပါတယ်။ဂျာတို့ဟာဒီအားဒီမှာပရီးမီးယားလိတပွဲသာကစားထားရပြီးတော့အဲ့ဒီပွဲကလည်းပြီးခဲ့တဲ့အော်တိုဘာလကနန်းနရိုနဲ့ပွဲစဉ်မှာဖြစ်ပါတယ်။အကြောင်းသူအနေနဲ့ကတော့ပွဲရည်အတွက်အရာဆိုရင်ပရီးမီးယားလိချန်ပီယံဆက်ပြားမရနိုင်မှုများနေပါတယ်။ ဒါပေမဲ့ဘကိုးသင်းနေနဲ့ခွဲတိုင်းရားလေးချန်ပီယံဆက်ပြပို့နေတယ်ဆိုရင်တော့ပြန်ပြီးတော့ခွဲပြေးနိုင်ပါတယ်။နံပါတ်3နေနေကတော့ Jordan Dance Pack ဖြစ်ပါတယ်။ဘကိုးသင်းအသက်16နှစ်အရွယ်ကစားသမားလေးဖြစ်တဲ့ Jordan Dance ဆိုရင်လေဒီကဒီမှာ Premier League ပွဲစဉ်တစ်ပွဲသာကစားထားခဲ့ပါတယ်။ဘကိုးသင်းက Dance ကိုပြီးခဲ့တဲ့ဇန်နဝါရီတုန်းကပဲဘာမင်ဂမ်အသင်းစီကိုအငှားချထားခဲ့တာပါ။လက်ရှိချိန်ထိလေဘာမင်ဂမ်အသင်းမှာပွဲထွက်ခွင့်မရသေးပေနဲ့ဒဏ်ရာပဒနာတွေနဲ့ပဲရုန်းကန်နေရပါတယ်။နံပါတ်4နေနေကတော့တိုင်လာမွန်တန်ပဲဖြစ်ပါတယ်။ ပဲဘကိုးတင်ရဲ့လူငယ်ကစားသမားနောက်ထပ်တူဖြစ်တဲ့တိုင်လန်မော်တန်အဆွေနော်ဒီအားဒီမှာမကိုးတင်အတွက်ငါးပွဲတိကစားခွင့်ရထားခဲ့ပါတယ်။ဒါပေမဲ့ပရီးမီးယားလိမာတော့တပွဲမှကိုကစားခွင့်မရသေးပါဘူး။တိုင်လန်မော်တန်ဟာပကိုးတင်နဲ့ကာရာဘောင်ပွဲစဉ်ဒီမှာပဲကစားပေးထားခဲ့ရတာပါ။သူ့အနေနဲ့ပြီးခဲ့တဲ့ရာသီတွေမှာလည်းအငှားထွက်ခဲ့ရပြီးတော့ဇင်းနတ်တော်အာနီစလော်ရဲ့လောက်မှာပွဲတော်ခွင့်တိုက်ပွဲဝင်ဖို့အတွက်ပကိုးတင်မှာဆက်နေနေခဲ့ပါတယ်။နမန်ငါးနေနေကတော့ဂျိမ်းစ်မကော်နယ်ပဲဖြစ်ပါတယ်။ ဂျိမ်းစ်မန်ကောနီယာဆိုရင်လေဒီရသည့်ပကိုးတင်ရဲ့စီနီယာအသင်းကြီးမှာပွဲထွက်ခွင့်ရနေတဲ့ကစားသမားတစ်ယောက်ဆိုပေမဲ့ပရီးမီးယားလီဂ်မှာတော့ပွဲထွက်ခွင့်မရသေးပါဘူးပကိုးနယ်ကိုရှုံးထွက်ပလာပွဲစီနီမှာပဲအခွင့်အရေးပေးထားခဲ့တာကြောင့်ချန်ပီယံဆက်ပြမရနိုင်တဲ့ကစားသမားတွေမှာသူ့လည်းအပါအဝင်ဖြစ်နေခဲ့ပါတယ်။ဆုံးနေကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။